်ချင်းအတိုင်းတာတစ်ခုအထိမထမိပဲထိုင်နေဘူးလားဒါမှမဟုတ်တနေရာမှာအချင်းအကြာကြီးထိုင်ရတာကြောင့်ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကောင်းကောင်းလုပ်မရတာမျိုးရောရှိဘူးလားတခါတလေမှခြေထောက်ကကျဉ်လာပြီးကိုယ်တိုင်တော့မဖြစ်နိုင်မှမသိပဲနာနေတာမျိုးရှိတတ်ပါတယ်အဲ့ဒါခန္ဓာကိုယ်ကသတိပေးနေတာဖြစ်နိုင်ပါတယ်ဒါဆိုခြေထောက်ကျဉ်ခြင်းကတကယ်ပဲဘာကြောင့်ဖြစ်တာလဲဒါရီကိုစမပြောခင်ဒီလိုဘူးဒုစရရတဲ့အကြောင်းအရာတွေအတွက်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပေးပါဦးနော် ကျင်းနယ်ဆိုတာကိုဖာရစ်တီးစီယားလို့ခေါ်ကြပြီးအဓိကအကြောင်းမကျက်တစ်ခုကတော့အာယုံကျော်တွေအပေါ်တက်ရောက်နေတဲ့ဖိအားကြောင့်ဖြစ်ပါတယ်။အာယုံကျော်တစ်ခုကိုတနေရာထဲမှာအချင်းချင်းကြာဖိထားလိုက်ရင်သွေးလည်ပတ်မှုနှေးကွေးသွားပြီးကိုယ်အသိဉာဏ်ထဲမှာကျင်းနယ်ဆိုတဲ့သတိပေးချပို့တက်ပါတယ်။ဘယ်အချိန်ဖြစ်တယ်လဲဆိုရင်တနေရာထဲမှာအချင်းချင်းကြီးပုံစံတစ်မျိုးနဲ့စတိုက်ထိုင်နေရင်ဖြစ်တတ်ပါတယ်။ကျင်းနေတဲ့နေရာကိုထိလိုက်ရင်တိတ်နာတယ်ဆိုတဲ့သူတွေလည်းအများကြီးရှိပါတယ်။သွေးလည်ပတ်မှုမကောင်းတာကလည်းနောက်ထပ်အချက်တစ်ခုပါ။ သွေးမဝင်တာကြောင့်အာယုံကြောတွေကလုံလောက်တဲ့အာဟာရတွေမရရှိပါဘူး။အဲ့ဒါကြောင့်လည်းခန္ဓာကိုယ်ကပြန်သတိပေးတဲ့အနေနဲ့ခြင်တာဖြစ်တတ်ပါတယ်။အထူးသဖြင့်ခန္ဓာကိုယ်အောက်ပိုင်းခြေထောက်နဲ့အခြားနေရာတို့မှာပိုဖြစ်တတ်ပါတယ်။သွေးကြသူတွေအနေနဲ့မနှက်ခင်းတွေမှာလမ်းဆမ်းမှုမရှိဘဲနာကျင်မှုတွေနဲ့နှုတ်ထလာတတ်ပါတယ်။တချို့အခါမှာတော့ဒီကျင်ချင်းဟာရေရိုးသဘာဝအတိုင်းမဟုတ်ဘဲယောဂအချို့နဲ့လည်းဆက်နွယ်နေတတ်ပါတယ်။ဥပမာဆိုင်ယတ္တိကယောဂ၊ဟာနီယိတ်တေယောဂ စီတိုယောဂါကြောင့်အာယုံကြောပြက်ခြင်းတွေအဲ့ဒီယောဂါတွေကလည်းနာကျင်ခြင်းအိမ်မပျော်နိုင်တဲ့အထိကျင်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်တခါတလေမှာတော့အုံနောက်ထဲကအာယုံကြောစနစ်တွေမှာဖြစ်ပေါ်နေတဲ့ပြဿနာတစ်ခုအဖြစ်လဲပေါ်လာတတ်ပါတယ်ဒါဆိုဘေးချိန်မှာဆရာဝန်နဲ့ပြသတဲ့တလေကျင်းနေဆိုတာကအရင်ကြီးစိုးရင်စရာတော့မရှိပါဘူးတခဏတာကျင်းမိတာနဲ့သွေးလည်ပတ်မှုကအရင်အတိုင်းပြန်ဖြစ်လာမှာပါဒါပေမဲ့တဏှာထဲမှာပဲနာနေတာမျိုးနေ့စဉ်ကျင်းနေတာမျိုး ွားတွေကမခိုင်မာတော့ပင်မယ်မခံစားရတာမျိုးစတဲ့အချက်တွေရှိလာခဲ့ရင်တော့တတ်နိုင်သမျှအမြန်ဆုံးဆရာဝန်နဲ့ပြသတင်ပါတယ်အထူးသဖြင့်စီဂျိုသွေးဂျိုသွေးတိုးတခြားယောဂါတွေနဲ့လည်းဆက်ဆက်နေတတ်ပါတယ်ခြေတော့ကျင်တာကကိုယ်ခန္ဓာကနေပြီးတော့ခန္ဓာကိုယ်မှာတခုခုဖြစ်နေပြီးသတိမထားမိဘူးလားလို့မေးနေတယ်သတိပေးချက်တစ်ခုပါဝေဒနာအဖြစ်မစင်စားခင်ခန္ဓာကိုယ်ကသတိပေးနေတာလားဆိုတာပြန်ပြီးတော့အံ့ဩစိုက်ကြည့်ပါအနားယူမှုကလည်းတစ်ချိန်တည်းမှာကုသမှုဖြစ်နိုင်ပါတယ်မိမိကိုယ်ကိုအမြဲကြီးဥစိုက်ပြီးသတိထားနေပါ ခန္ဓာကိုယ်ကတခုခုမှားရနေပြီဆိုရင်အချင်းချင်းသတိပေးနေတတ်ပါတယ်မနာမကျင်အောင်ရောဂါတွေမဖြစ်အောင်ပြုလုပ်လို့မရနိုင်ပါဘူးဒါပေမဲ့သတိနဲ့ကြိုးစိုက်ပြီးကျန်းမာရေးကောင်းအောင်တိကနေပြန်ဆလို့ရနိုင်ပါတယ်